မျိုးသမီးနဲ့သမီးကိုဒီလိုပြန်လာစေစီချင်လဲဆိုတော့အဲကျွန်တော်တို့ culture ပြောက်သွားမှာဆိုတော့ကျွန်တော်ဒီခုဟိုသမီးလေးဒီကိုပြန်လာပြီဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာကျောင်းကိုကျွန်တော်တို့အာရှင်းပြလို့ရမယ်မြန်မာယဉ်ကျေးမှုကျောင်းသင်ပေးလို့ရမယ်လွယ်နေပါလားလွယ်နေနော်ပြောရင်မျက်တော့ကြာမျက်မလွယ်တော့နော်မေ့လွယ်တယ် 2025ပွဲလေးမှာကျွန်တော်တို့ကဒါ good good ကိုလာပြီးတော့ layout အပ်ပေးတာပါပြီးတော့ဒီပွဲလေးလာတက်ပြီးတာပါတာပေါ့နော်ဟုတ်ဒီပွဲကဒီခု24ရက်25ရက်နှစ်ရက်လောက်မှာပေါ့နော်ခင်ဗျဟုတ်ဘာပြီးတော့ဒီပွဲလေးမှာကကျွန်တော်တို့ဒါလုပ်ငန်းအသေးစားငယ်စားလက်စားစတဲ့လုပ်ငန်းကိုအကုန်လုံးကိုတနေရာထဲမှာတွေ့ပြီးတော့ product တွေစုစုလင်းနဲ့တွေ့ရမှာပေါ့နော်ဆိုတော့လာပြီးတော့လည်းအပ်ပေးလို့ရတယ်ပြီးတော့ကျွန်တော်လည်းဒီမှာဟိုပေါ့ဒီ ဘူတီကိုသွားပြီးတော့လေပတ်မယ်ပေါ့နော်ကိုနေတိုက်ဆိုင်ပစ္စည်းတွေရှိအားပေးပါအောင်မယ်အဲ့မှာပရိသတ်တွေနဲ့အဲဆုံးတက်ပြီးတော့တပွန်နဲ့ရိုက်ဖို့လည်းရှိပါတယ်ဟုတ်ရိုတိုမှာကတော့ကျွန်တော်ကတော့ Agnes ကို brand ambassador အနေနဲ့ကျွန်တော်သွားတာပေါ့နော်ပြီးတော့ခုအရန်အရန်ကြိုက်ကြတဲ့ရိုတိုမျက်စင်းတွေပြီးတော့ခုတွေလည်းရနေပါပြီပြီးတော့အဲ Harara Laro တို့ပြီးတော့မလလိုတင်စီစီတို့ဆိုက်ဆန်တို့အဲစားတဲ့ပစ္စည်းတွေများများစွာလဲအကုန်လုံးပြန်ပြီးတော့ stock ပြန်ရနေပါပြီဟုတ်ကဲ့ကျွန်တော်တို့ဒါ brand master လေးနဲ့လက်တွဲတာဆိုရင်တော့ကျွန်တော်နှစ်ပေါင်းနည်းတော့နည်းတော့ဆိုရင်အဲမရှိဘူးဆိုရင်6နှစ်6နှစ်လောက်6နှစ်9နှစ်လောက်ရှိပြီねဟုတ်စိတ်ရွှေရနာဝေယူမယ်ဆိုရင်မြမရနာလောကမှာစိတ်အရေးအသွေးအကောင်းဆုံးနဲ့အမခံချက်အပြည့်ဆုံးရှိတဲ့ brand စင်ညာကြီးဖြစ်တဲ့စိတ်နဲ့တော့ပဲဝေယူဖို့တစ်ဖက်ကိုပြရစီရှင်စိတ်ဆိုရင်ဒီနေ့မှာ ဟုတ်ရှိတယ်ခင်ဗျာဟုတ်ကျွန်တော်ဟိုဇလန်တွင်းနေပြင်ရဖို့အတွက်လည်းကျွန်တော်တို့ဒါဟိုထုတ်လို့ရေးနေအကုန်လုံး producer တွေနဲ့ကျွန်တော်ပြောထားတာတွေရှိတယ်ပြန်ပြီးတော့အခုကျွန်တော်ကိုယ်တိုင်ကကလည်းဇက်နဲ့ပတ်သက်ပြီးတော့တည်တည်ချာလေးဖြစ်ချင်တဲ့တော့ကြောင်းမလို့ဟိုဘောပိုပိတ်ကကြည့်ရတာပိုပြီးတန်မယ်ပိုသက်ကြည့်ရတာပိုပြီးတန်ဖို့ရှိမယ်ဆိုတဲ့ဇာတ်ကားလေးကြီးဖြစ်အောင်လို့ဘောကိုယ့်ဘက်ကနေကိုတနင်္ဂနွေလောက်ဟိုရွေးချယ်စည်းစိမ်နေပါခင်ဗျာဟောသူကငယ်သေးတယ်ကျွန်တော်ပဲလွမ်းနေတာဘောသူကတော့သူကတော့အခုချိန်မှာ ဟိုပဲကိုယ့်ကိုပဲဟိုဟိုဒါဟိုစားတော့ကောင်းကောင်းနဲ့အဲကြမ်းမဲကောင်းကောင်းဖြစ်ဖို့အဓိကပါပြည့်မယ်ဆိုတော့ဟိုလူကြီးတွေကပဲလွမ်းနေတာပေါ့အဖွားတို့အဖွားအဖွားတွေရအဖိုးတွေတွေ့ကျင်နေကြတာပေါ့အဲ့လိုမျိုးပေါ့6လပါခင်ဗျာတတ်မယ်ခင်ဗျာတော်တော်လေးတတ်မယ်အဲ့လိုမျိုးကဟိုသူပြောင်းအောင်ကျင်တာကတော့ဟိုဘာသာစကားတစ်ခုနေနေမှာတော့မပြောနိုင်သေးဘူးဆိုပေမဲ့အဲ तू စိတ်ထဲမှာဘာရှိနေလဲဆိုတော့သူ့ရဲ့ capture လေးကြီးကြည့်ရအောင်ကျွန်တော်သိတာပါ အဲကျွန်တော်ကအဲ့လိုမျိုးဘာကြောင့်ဟိုအမျိုးသမီးနဲ့သမီးကိုဒီလိုပြန်လာစေစီချင်လဲဆိုတော့အဲကျွန်တော်တို့ကာချာပြောက်သွားမှာဆိုတော့ကျွန်တော်အခုဟာပေါ့သမီးလေးဒီကိုပြန်လာပြီဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာကျောင်းကိုကျွန်တော်တို့အာရှင်းပြလို့ရမယ်မြန်မာယဉ်ကျေးမှုကျောင်းသင်ပေးလို့ရမယ်ပြီးတော့မြန်မာစကားကိုသူလေ့လာခွင့်ရမယ်မြန်မာစကားကိုကျွမ်းကျင်ဖြစ်သွားမှာပြီးတော့မြန်မာအစားအသောက်တွေကိုသူသူသိလာမယ်သူနှစ်ချိုက်လာမယ်သူကတော့မြန်မာအစားအသောက်ကိုတိုက်မှာပဲလို့ကျွန်တော်ကလုံးဝပြောရတယ်ဘာကြောင့်လဲဆိုတော့ သူဒါမိခင်ဝင်းထဲမှာတတိစတီကလေးရပါတော့မြမအစားတော့အဟာရနဲ့ပဲသူကစပြီးတော့ဖွံ့ဖြိုးလာတာဆိုတော့သူ့အသွေးသားထဲမှာဒါတွေကလက်ပတ်ပြီးသားပြီးတော့သူအတက်ဂျေဘယ်တစ်ခုရောက်လာပြီဆိုရင်လည်းဘယ်ဒေတာဘယ်ရောက်ရောက်သူမြမအစားအစာမြမမုတ်တွေတွေ့ပြီဆိုရင်သူသူပိုပြီးတော်ရှင်ရတဲ့ခံစားချက်တစ်ခုကိုရမယ်လို့ကျွန်တော်ယုံကြည်တယ်ဗျဟုတ်အဲလုံးလုံးစတော့ တိသေးဦးနည်းနည်းလေးကိစ္စလေးရှိသေးတော့လေသူတို့ဟိုပြန်လာခဏကြီးကြရင်လည်းသူတို့ကြောင်ချူပြောမှာပါနော်ပြောရင်မျက်တော်ကြာမျက်တော်မလို့နော်လေလွယ်တယ်ဟာတမီးလေးကိုလည်းဗာပြောဟိုချစ်ခင်ကြတဲ့အတွက်ကျွန်တော်အရင်ဝမ်းသာပါတယ်အခုအာ glowing with era aura ဆိုပြီးတော့သူ့အမေကနေပြီးတော့အဲ page လေးထောင်ပေးထားတယ်ကျွန်တော်လည်းအဲ့ page လေးကိုအများနဲ့ဝင်ဝင်ကြည့်ပြနေအမျိုးသမီးကကြာတော့ဓပုံရိုက်တယ်လေဆိုတော့ကျွန်တော်ကျွန်တော်ကြာဓပုံတိတ်ပေါ့ကိုတိတ်မရိုက်ဖြစ်ဘူးဆိုတော့အော်သူကအများနဲ့ active ဖြစ်နေပါဘူးကိုကျွန်တော်ကိုယ်နဲ့အလွမ်းပြတာပေါ့ပြီးပြိတ္တတွေကလည်းအဲ့လိုမျိုးချစ်ခင်ကြတဲ့ comment လေးတွေကျွန်တော်ရေးထားတယ်ပြီးတော့ PD ပြစ်ပြီးကုန်ပြီးဝမ်းသာတော့ဗျာ